ိုင်းနိုင်ငံနွန်တပူလီဆောက်လို့ရင်းမှာဆယ်နှစ်အရွယ်သမီးလေးကိုထားခဲ့ပြီးတော့နောက်ရောက်ကြနောက်ကောက်ကောက်ပေါင်လိုက်သွားတဲ့လင်များတဲ့ခင်ချောင်းပြည်သူများရှင် လောကကြီးမှာရှိတဲ့မိခင်တိုင်းကမိခင်စိတ်ရှိကြမယ်လို့လူအများထင်ကြပေမဲ့မိခင်စိတ်မရှိတဲ့သူတွေလည်းအများကြီးရှိပါတယ်။လက်တလောဆိုရှယ်မီဒီယာမှာ သမီးလေးကမိခင်ပြောင်းလို့မျက်နှာငယ်စွာနဲ့အားကိုးရမယ့်နေခဲ့တဲ့အဖြစ်လေးရှိပါတယ်။မိခင်ဖြစ်သူကနောက်ရောက်ကြနောက်ကိုလိုက်ဖို့အတွက်သမီးလေးကိုသတိနေလက်ထဲမှာထားပစ်ခဲ့ပါတယ်။ နောင်ယောက်ျားနဲ့ပေါင်းနေစဉ်မှာသမီးလေးနဲ့ရောအတူတူနေနေခဲ့ကြတာပါ။ယူလိုက်တဲ့နောင်ယောက်ျားနဲ့ပေါင်းနေတဲ့အချိန်မှာမိခင်ကနောက်ထပ်ယောက်ျားတစ်ယောက်ထပ်မံရှိနေခဲ့ပြန်တာပါ။မိခင်ဖြစ်သူကသမီးကိုထားခဲ့ပြီးတော့နောက်ထပ်ယောက်ျားနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့တာဖြစ်ပါတယ်။သမီးလေးနဲ့အတူရှိနေတဲ့နောင်ယောက်ျားကလည်းမိခင်ရဲ့လုပ်ရဲကြောင့်အိမ်ပေါ်ကနေထွက်သွားပြီးတော့ သမီးလေးကိုထားခဲ့ပါတယ်။မိခင်ဖြစ်သူကိုရိုင်းကသမီးလေးကိုသစိမ်းယောက်ျားစီမှာဖျက်ချားပြီးတော့နောက်ယောက်ျားနောက်ကိုအချစ်အချောင်းပြပြီးတော့ကောက်ကောက်ပေါင်လိုက်သွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင်သမီးလေးကအားကိုးရဘူးမှမရှိပဲဖြစ်နေတာပါ။မိခင်အရင်ကဆုံးဖြတ်သွားတဲ့အတွက် ထံရောက်ရွှေမြမာရီလက်ထဲမှာဒုက္ခတဲ့အဖြစ်ကိုရောက်ရှိနေတာဖြစ်ပါတယ်။မိခင်ဖြစ်သူကလည်းယောက်ျားယူတာရှစ်ယောက်လောက်ရှိနေပြီလို့သိရပါတယ်။သမီးလေးကိုလက်ရှိမှာထံရောက်ရွှေမြမာရီနေတဲ့နွန်ထပူလီဆောက်လို့ရရက်ွက်ချင်းရလူတွေကစောင်းရှောက်ပေးနေရတာပါ။ဒါကြောင့်မို့လဲဆယ်လီဟိန်းထူးကိုဆက်သွယ်ပြီးတော့ကလေးကိုကူညီပေးဖို့အဆက်အသွယ်လုပ်လာခဲ့ကြတာဖြစ်ပါတယ်။အိမ်ကြီးချင်းအမျိုးသမီးတွေကလည်း ။သမီးလေးကိုဘယ်လိုလုပ်မလဲဆိုပြီးတော့နောက်ယောက်ျားနဲ့လိုက်သွားတဲ့မိခင်စီကိုဆက်သွဲပါရယ်။ဒါကိုမိခင်အရင်ဖြစ်သူကသမီးလေးကိုပေးချင်တဲ့သူကိုပေးလိုက်၊စိုက်တယ်လို့လို့ဆိုပြီးတော့မိခင်စိတ်ကင်းမဲ့စွာနဲ့ပြောဆိုခဲ့တာဖြစ်ပါရယ်။အခုလက်ရှိရောင်းနေတာကလည်းနွန်ထပူလီစောက်လို့ရေလုံငန်းနေရာမှာဖြစ်တဲ့အတွက်မြမအချင်းချင်းမို့ကူညီနေပေမဲ့သမီးလေးကိုစောင်းရှောက်ပေးဖို့ဆိုတာအိမ်ကြီးချင်းနေနေရလဲမတက်နိုင်ပါဘူး။ဒါကြောင့်မို့သမီးလေးကလမ်းမရောက်တော့မဲ့အချိန်မှာ ပရာဟိတလူငယ်လေးတဦးဖြစ်တဲ့ဆယ်လီမောင်လေးဟိန်းထူးနဲ့ဆက်သွယ်မိပြီလို့သာအကူအညီရသွားခဲ့တာဖြစ်ပါတယ်။သမီးလေးကိုထိုင်းလူမျိုးတချို့နဲ့ကမ္ဘောရှားလူမျိုးကလည်းမွေးစားဖို့အတွက်ကို လာခေါ်တာရှိပါတယ်။ဒါပေမဲ့မြန်မာလူမျိုးအချင်းချင်းစေတနာထားပြီးတော့အင်းကြီးချင်းအန်တီရီကလုံးဝမထည့်ပေးဘဲအကူအညီရဖို့ရှာပေးနေကြတာဖြစ်ပါတယ်။အခုချိန်မှာတော့သမီးလေးရဲ့ဖခင်ဖြစ်သူနဲ့လည်းအဆက်အသွယ်ရထားတယ်လို့သိရပါတယ်။ ဖခင်ဆိုသူကလည်းသမီးလေးရဲ့ဖခင်အရင်မဟုတ်ပဲမိခင်ရဲ့အရင်ယောက်ျားလေးတွေကတယောက်ဖြစ်ပါတယ်ဒါပေမဲ့အရင်ယောက်ျားသမီးလေးရှက်သားအရွယ်နဲ့ယူခဲ့တဲ့သူပါဒါကြောင့်မို့သမီးလေးကိုဖခင်အရင်လို့စေတနာရှိနေရဖြစ်ပါတယ်မိခင်ဖြစ်သူကဂယူးမဆိုင်တာတော့သူကပဲရှာကျွေးနေခဲ့တာပါဒါအိုလည်းမိခင်က နောက်ယောက်ျားထည့်ယူခဲ့တာဖြစ်ပါတယ်သမီးလေးကမိခင်ဖြစ်သူစီကိုလိုက်သွားခြင်းနဲ့လို့တောင်းဆိုခဲ့ပေမဲ့ လုံးဝပြေးမလိုက်ခဲ့ပါဘူးမိခင်ဖြစ်သူကသမီးလေးငိုပြီးတော့ပြောတာတောင်နောက်ဆက်မတင်မဲနဲ့ထားရင်နိုင်ခဲ့တာဖြစ်ပါတယ်သမီးလေးကအခုချိန်မှာမိခင်ဖြစ်သူစီကိုလည်းလုံးဝမသွားချင်တော့ပါဘူးအမေဖြစ်သူထံလိုက်ဖို့ရင်သူ့ကိုယ်သူစတိမယ်လို့ရှင်သာစွာနဲ့ပြောလာပါတယ်ဖခင်ဖြစ်သူပြန်ခေါ်မယ်ဆိုရင်မျောလင်းချက်လေးနဲ့သာအသက်ရှင်နေရဖြစ်ပါတယ်ဖခင်ဖြစ်သူစီကိုပဲလိုက်သွားချင်တယ်လို့သမီးလေးကဖွင့်ဟထားတာပါဒါကြောင့်မို့ဆယ်လီဟိန်းထူးဟာ တမင်းလေးကိုဖားခင်ဖြစ်သူစီကိုအရောက်ပို့ပေးပြီးတော့အကျိုးဆောင်သွားမှာဖြစ်ပါတယ်။နေဆက်မှာလည်းလူလိန်တွေပုံပြီးတော့ကလင်းကိုအလုံခိုင်းဖို့ခေါ်ကြတာလည်းရှိပါတယ်။ဆယ်လီဟိန်းထူကတော့လူသိရှင်ချောင်းချပြပြီးတော့တမင်းလေးကိုဖားခင်ဖြစ်သူစီကိုပို့ပေးသွားမှာဖြစ်ပါတယ်။တမီးလေးကလက်ရှိမှာအသက်7နှစ်အရွယ်လေးဖြစ်တာမို့ရရဆက်ဆက်ပြစ်ခဲရတဲ့အမျိုးသမီးအပေါ်မှာလည်းအားလုံးကအံ့အားသင့်နေကြတာပါတဏှာနဲ့ရှင်ရင်တမီးကိုတောင်ပြစ်နိုင်တယ်လို့ပြောဆိုဝေဖန်နေကြတာဖြစ်ပါတယ် နောက်ရောက်ကြအောင်လိုက်ဖို့သမီးဖြစ်သူကိုပြစ်ခဲ့တဲ့မိခင်အပေါ်ပရိသတ်တို့ရဲ့မြင်လေးကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟင်